ကေဗီယူချန်နယ်လေးကပြန်လဲကြိုးတူပါပဲဗျာနော်ဒါကတော့နော်ဒီနေ့ဘာလို့ပြောချင်လဲဆိုတော့နော်ဟိုမဲဆောက်မှာဘာထိုင်းနိုင်ကမဲဆောက်မိုင်ဟောက်စားတော့ဆိုင်မှာကျစ်ပသွားတယ်တဲ့နော်အနန္ဒီစီစီရဲ့ပြည်သူမှာဥဟန်တာမြင်ပြောသွားတဲ့အရာပေါ့နော်အကြတော့ဒီအရာသောကြီးကလည်းအကုန်လုံးတည်နေပြီအကုန်လုံးပြောနေပြီဒါဒါကြီးရောက်တယ်မလားအကြတော့အကုန်လုံးလည်းမြင်သာနေပြီဒီအရာကြီးကသုံးချက်ကန်သုံးချက်ကန်နဲ့ဒီမှာပတ်သက်ပတ်သက်ဒီနှစ်ဆောက်စရာကြီးရှုပ်ပြီးတော့သူတို့ ရှုပ်ရှုပ်ထုတ်ကြီးဖြစ်နေရဗျာဒီဟာကြီးอ่ะခင်ဗျာဘသူမှလည်းခင်ဗျာအဲ့ဒီမှာ NNI NNI တော့ဖြစ်သွားရနော် sorry UNG တဲ့ရောက်သွားပြီးရလူတွေတန်း UNG စောက်သုံးကြောင်းမှုကိုအကုန်သိလို့ခင်ဗျာနော်တက္ကမုံညိုတောက်လျှောက်ပြောတာကြီးပြောကြမယ်နော်ဇီရိုမြတ်အောင်နော်စင်ကူအိုင်းနဲ့နော်ခင်မိုးနော်ပရမအောင်ဆုံးပြောတာဒေါ်ရိုစီအောင်เนาะခင်ဗျာပေသွားတဲ့ဒေါ်ရိုစီအောင်ခင်ဗျာမမေ့နဲ့ဒေါ်ရိုစီအောင်ပြီးလို့ချင်းဂျော်နိုင် နော်။မြန်အော်စီမီမိုးဆိုတာတတ်တတ်ထားလိုက် तू อ่ะ तू तू อ่ะဟိုရင်ပြောတာပြောနေ तू อ่ะစောက်စရာချုပ်နေ तू อ่ะကရင်နေဟိုရင်ဖြစ်သွားလို့သားမြန်နော်ကရင်နေနဲ့အဲ့ပြဿနာတက်လို့သားအဲ့ကရင်မမိမူကထားလိုက်နော်။အဲ့တော့အကုန်လုံးအကုန်လုံးကပြောနေတယ်ဗျာနောက်ပြီးကလေးခွေးအစအကုန်ပြောတယ်ဗျာဟိုပေါင်းမြုံနယ်နဲ့မြိုင်မြိုင်မြုံနယ်ပေါင်းမြုံနယ်မှာနေတဲ့ဟိုမိပန္နာဆိုရယ်ပြောတာအန်ယူဂျီမသိဘူးခင်ဗျာ ဟဲ့ဒေါ်စင်မောင်မသိဘူးဦးရီမောင်မသိဘူးဇော်ဝေသုံးမသိဘူးအာကိုမသိဘူးတဲ့ဆိုတော့တိုက်နေနှစ်တင်းနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးရှိနေပြာဒါဟိုမဲ့အန်ယူဂျီဆိုတာမသိဘူးဆိုဟာဘလောက်သိုးရင်ကြာကောင်းတော့မဲ့ local ရကမဲ့သူတို့စောက်ဖက်ကိုမလုပ်ဘူးဆိုတာသိသွားပြီနော်အန်ယူဂျီကိုစောက်ဖက်မလုပ်ဘူးဟာအဲ့ဒါကအန်ယူဂျီကိုထိရင်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေကောင်းနေကူအမဟမ်အဲ့ကြောင့်လို့ခင်ဗျာရောရောစောရောဘက်မှာတိုက်ရင်လိုက်ပြီးအပြောင်းရွှေ့လို့တကယ်ဘက်မှာတိုက်ရင်လိုက်ပြောင်းရွှေ့ရာနောက်ပြီးတော့ နော်မန္တလေးနားမှာလည်းတက်ရင်တင်းရင်လာဝင်သွားသေးရေလေခင်ဗျာဘေးပွဲနဲ့ပေါင်းသွားတဲ့အရာကြီးကြတော့အတုံးချကန်အတုံးချကန်နေခင်ဗျာမြင်သာဖို့လိုတယ်မြင်သာဖို့လိုတယ်မမြင်သာရင်ခင်ဗျားတို့ပဲခံရမှာနော်ခင်ဗျားတို့ပဲခံရမှာနော်အကြောဒီမှာနော်24ရက်5လ2025ခုနှစ်ကယနေ့ကပေါ့နော်မဲဆောင်ရုံမိုင်းဟောက်စားတောက်ဆိုင်မှာကျင်းပပြုလုပ်တယ်တဲ့နော်အိုမေဆော်ရလွတ်တော်မှာစီဝေပေါ်မှာအန်အန်ဒီရဲ့စီအီစီအတွင်းရေးမှုဖွဲ့ဝင်ဥဟန်တာမြင့်ပြောတဲ့ CRPH နဲ့ NND CWC အဖွဲ့တွေက NND နဲ့ပါတီနဲ့မသက်ဆိုင်ကြောင်းမပတ်သက်ကြောင်းအဲ့ဒီအဖွဲ့တွေလှုပ်ဆောင်ကြတာ NND ရဲ့နော်မူဝါဒအနေနဲ့မကန့်ညီဘူးလက်ရှိ NUG CRPH ကိုဦးဆောင်နေတဲ့လက်နက်ကင်တော်လှန်ရေးလည်း NND ပါတီနဲ့မပတ်သက်ဘူးတဲ့မိမိအနေနဲ့ခုအဖွဲ့အစည်းကိုတက်ရောက်တာ NNDC အနေနဲ့တက်ရောက်တာမဟုတ်လို့ CWC အနေနဲ့လည်းတက်ရောက်တာမဟုတ်ဘူးတဲ့အစည်းအဝေးကိုဖိတ်ကြားခဲ့လို့ဧည့်သည်တဦးအနေနဲ့လာတက်ရောက်ခြင်းဖြစ်တယ်လို့တရားဝင်ပြောကြားလိုက်တယ်တဲ့အမှ 台北股民，共台北股民，就这个股民，阿种人，哪样他妈又没用呢？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 不用你阿来啊！这种路啊，怎么样？来的啊？怎么样？哦，扫地下盘吧，这个那个人扫地下盘就表怎么样？这个，格林格几家偏家，怎么样？这个有了，格林格几家偏家，就这里看，有怎么样啊？估计的怎么样？那个有没有偏家了？那偏不家了？阿妈进来有怎么样嘞？ ဟမ်လေတဲ့သူစံအားတဲ့သူခံခင်ဗျာနိုင်ငံကြီးမှာခင်ဗျာနဲ့အဲ့မြန်မာနိုင်ငံမှာနိုင်ငံကြီးလုပ်တယ်ဆိုတာနဲ့ခင်ဗျာအခွင့်အရေးကနေလုပ်တာခင်ဗျာဖောင်ဒေးရှင်းတော့တကယ်ပြောတာလေလေမြေကွက်ဖော်လဲအစ်စ်ဖော်လဲရကွက်စ်ဖော်လဲသူရတယ်ဗျာဒီတိုင်းဘယ်နာဖာလို့လို့သူကအော်တိုရနေကျွန်တော်ကလက်တွေ့ဗျာကျွန်တော်တငယ်ချင်းအရင်ရအဖေဗျာခင်ဗျာလဲ တို့တောင်းကြောက်တွေ့နေကျွန်တော်ငယ်တည်းဘာသောက်လို့မလို့ပဲငါတို့ထိုင်ငါပတ်စံဝါအေးစီအကွက်ဖော်နေသူရတာလေကွက်ဖော်ဘာကွက်ကောဘယ်ဘလို့ပြဘလို့လှုပ်လို့သူကရနေတာခင်ဗျအခွင့်ထူးကန်ကြီးလုံနေအဲ့တော့နိုင်ငံရေးမရခင်ဗျကိုချိုးအတွက်နိုင်ငံရေးကိုသုံးချတာခင်ဗျထောင်လေးသုံးလေးနေကြလိုက်တာနဲ့ပြီးပြီခင်ဗျဟာအဲ့ဒါကြီးကျွန်တော်တို့ကိုရန်ကြုံဘူးလို့တောင်းလျှောက်ပြောနေတာခင်ဗျတို့နိုင်ငံရေးမမယုံနဲ့အခုလည်းမယုံနဲ့ခင်ဗျအခုရွေးကောက်ပွဲပြလာမယ်ဆိုလို့လေခင်ဗျအဲ့ဒီမှာရွေးချယ်ရမယ့်လူတွေခင်ဗျတို့တိတ်ရှာစီစစ်မေးခင်ဗျ တရောင်းသားတွေခင်ဗျားလည်းဘာပေါက်ပန်းလေးတဲ့ပြောသွားကျွန်တော်ကြီးမှဆိုလို့ပေါက်ပန်းလေးတဲ့ပြောသွားပါလေခင်ဗျာဟမ်သူ့အမရောက်ကနေယူအောင်ကြော်ယူဟိုဘက်ယူအောင်မီးပေးလိုက်တယ်ဟာဒီဘောင်ကိုကြော်ပြီးတော့ခင်ဗျာသူတို့နိုင်ငံအုပ်ချုပ်တဲ့လူကြီးကအဲ့လိုမလုံးလို့မရအောင်လေခင်ဗျာ straight line ပဲသွားရမှာလေခင်ဗျာဒီဘောင်ကိုကြော်ပြီးတော့အဲ့ယူအားနေမီးပြတ်သွားပြီးတော့မီးမပေးပဲဟိုဘက်ယူအောင်ကြော်ပေးရှာနေတာခင်ဗျာသူ့အမထောက်ခံလို့တဲ့ဟာခင်ဗျာအဲ့လိုစိတ်သက်ကြီးခင်ဗျာတကယ်ယုံမာတာခင်ဗျာ ကြောင့်မို့မယုံနဲ့ခင်ဗျာနိုင်ငံကြီးမပေါက်ပန်းလေးတဲ့ပြောတာပဲကျွန်တော်ရှိမှလဲအာဘာလုံးမဲ့ညာလုံးမဲ့ဆိုပြီးလက်သီးလက်မောင်းတိုင်းကိုကျွေးကြော်ပြီးတော့ဘာလုပ်ဆိုဘာမှလုပ်သွားပြီခင်ဗျာရေမြောင်းလေးပေါ်တော့မှအမအဲရေမြောင်းပေါ်လိုက်ပြီးပပူနဲ့လိုက်ကုတ်ပြီးတော့ပေါ်ပေါ်ပြီးတော့ဘာမီးပြန်ဖို့ပြီးတော့ဘာမှဟုတ်တော့မို့ဖို့တော့အဲအဲအိမ်ကြီးကပြန်ဖို့လိုက်တာခင်ဗျာဘာမှဟုတ်တော့မို့စောက်ရင်းပါတိုင်းအဲတော့တော်တော်ဆူးပါတယ်ဗျာခင်ဗျာနော်အဲကြောင့်နိုင်ငံကြီးမကြီးကျွန်တော်တောက်ကြောက်ပြောနေခင်ဗျာမယုံနဲ့ခင်ဗျာ ပေါ့ပန်းလေးတဲ့ပြောပါပဲအာမေယာဝေးဘာညာကူကွာပြီးတော့ငါဖောက်ဘွက်တောင်လို့တော့ကိုလေးဖောက်လေတဲ့ငပီရှိအောင်ကိုခမရလဲမင်းနောက်မှာငါရှိတယ်ဆိုတိုင်းကျွန်တော်ဟာသောသတ္တမလောက်ရတာကိုကတကယ်လည်းမင်းနောက်မှာငါရှိရလေကျွန်တော်ရှိရတာသောသတ္တမလောက်တာနောက်ကအာမကျွန်တော်ပြန်နိုင်တယ်လားခမရလဲမင်းနောက်မှာငါရှိရဆိုတော့ကျွန်တော်ဆွတ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 ်လောက်တကယ်လည်းသူကနောက်မှာပဲရှိရလေတကယ်ဖြစ်လာအောင်မင်းကမင်းခံလို့ယူသူကကောင်းဆောင်မှာအဲ့မှာလည်းကျွန်တော်နိုင်ငံရေးနှွားရလည်းမယုံဘူးခမရလဲ နော်အကြတော့ဒီမှာနော်တက်ထွေးနိုင်ပါဗျာတက်ထွေးနိုင်လဲခင်ဗျာတကယ်ပြောတာဒီဒီကောင်လဲခင်ဗျာလောက်ကောင်မင်းနော်လောက်ကောင်မီဒီယာဖရီးလန်ဂျာဆိုပြီးတော့ခင်ဗျာဟိုဖရီးလန်ဂျာဆိုတာအလွတ်တည်င်းတော့ပေါ့ဗျာအလွတ်တည်င်းတော့ဆိုပြီးပေါက်ပန်း40ပေါက်ပန်း40ရေးနေပြောနေမယ်ဒီကောင်ခင်ဗျာတက်ထွေးနိုင်လဲမယုံနဲ့တော့နော်ကျွန်တော်ကဒီကောင်လေးကိုယုံလို့တင်ပေးနေမှာမဟုတ်ဘူးရှင်းဆုံးပြောတက်ထွေးနိုင်လဲမယုံဘူးစတားစတုံးလဲမယုံဘဲကောင်မှမယုံဘူးခင်ဗျာနော်ကျွန်တော်တင်ပေးနေတာသူတို့ရဲ့ရက်တီချက်တွေကိုပြန်လိုက်စစ်စစ်သူတို့ကတစ်ဖက်ပိတ်ခဲ့တာပဲ ဗျာအခုလဲတစ်ဖက်ပိတ်ပြီးတော့ဗျာဘလို့ပြောညာလို့ပြောဟိုမဟုတ်တဲ့ကောင်တရားဘုံမှုဘိုလ်ချုပ်ကမကတော့မလုံးဝမရှာတယ်ကောင်ဗျာလုံးဝမရှာတာနော်အကြောဒီမှာနော် तू ဟာဟိုတဲ့ဒေါ်စနာမင်းကိုမေးထားတဲ့အင်တာဗျူးလေးတစ်ချက်နားထောင်လိုက်ဟုတ်ကဲ့ဒေါ်စနာမင်းခင်ဗျာအခုပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့မဲဆောက်မှာ NLD လွှတ်တော်ကိုယ်စားလှယ်တချို့ဟိုအစည်းအဝေးလုပ်တယ်ကြားပါတယ်အဲ့ဒီမှာဟို NLD အတွင်းမှုဖွဲ့ဝင်ဦးဟန်တာမြင့်က တစ်ခုပေါ့မေးခွန်းတစ်ခုကိုဖြေတယ်ပေါ့နော်ဖြေတဲ့အထက်မှာဒီ CRPH နဲ့ NLD CWC နဲ့ကဒီပြည်တွင်းမှာရှိတဲ့ NLD ပါတီနဲ့မသက်ဆိုင်ဘူးပေါ့နော်ဆိုအဲ့လိုမျိုးပြောတယ်ဆိုပြီးတော့ဟိုသတင်းထွက်ပါတယ်နောက်ပြီးတော့ဟိုသူပြောကြချက်ကထွက်ပေါ်လာတဲ့သတင်းတွေရဆိုရင်ဒီလက်နက်ကင်တော်လန်ရေးရလဲဒါပါတီရဲ့လမ်းစဉ်မဟုတ်ဘူးလို့သူပြောသွားတယ်ပေါ့နော် ဆိုအဲ့ဒီလိုသတင်းထွက်လာတယ်ဒီသတင်းကဟုတ်မဟုတ်ဆိုတော့ကျွန်တော်တို့အတီးပြုတ်ဖို့တော့စူးစမ်းနေစေမေးနေစေပဲအတီးမပြုတ်နိုင်သေးဘူးဆိုတော့ဒါနဲ့ပတ်သက်ရင်ဒေါ်စနာမေးရပြည်တွင်းမှာရှိနေစေတာ NLD ပါတီဝင်ဟောင်းတူအနေနဲ့ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတိထားတာရှိလားဒါဟုတ်မှန်နိုင်လားဒေါ်စနာမေးရဲ့အမည်ကိုသိကြပါလေဗျဒီဟာနဲ့ပတ်သက်ပြီးဘာများကြားသိထားလဲဗျอืมကျမတို့ကတော့ Facebook မှာတွေ့လို့ပေါ့เนาะ26ရက်နေ့ကတော့ Facebook မှာတွေ့လို့ဟိုကျမတို့အနေနဲ့သိရတာပေါ့နော်။ဒါပေမဲ့ဥဟန်သားမြင်ပြောတဲ့စကားလုံးတွေကိုကျမအနေနဲ့အတိပြုနိုင်တယ်။ဒါဟာဥဟန်သားမြင်ရဲ့စိတ်ဓာတ်အမှန်ပဲလို့လည်းကျမပြောနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဥဟန်သားမြင်ဒီ NLD ပါတီရဲ့အတွေ့အမှုအဖွဲ့ဝင်လည်းဖြစ်တယ်။နောက်ပြီးတော့ဟိုလွတ်တဲ့လူတွေပေါ့နော် CEC တွေထဲမှာလွတ်တဲ့လူတွေအားလုံးထဲမှာလည်းသူကအကြီးဆုံးဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ပြည်တွင်းမှာရှိတုံးကဆိုရင်တော့အကြီးဆုံးဖြစ်ခဲ့တယ် ကျွန်မကအခုဒီစကလုံးကိုဒီစကလုံးတွေကိုတွေ့တဲ့အခါမှာကျွန်မဘာလို့သွားသတိရတာလဲလို့ဆိုတော့ကျွန်မတို့ဥဟန်သားမြေလွတ်လာပြီးတဲ့အချိန်မှာ UEC ကိုကျွန်မတို့ရဲ့ NLD အနေနဲ့သွားတွေ့ခဲ့ဘူးလားရှိတယ်ဒါပထမ UEC ဥက္ကဋ္ဌလက်ထက်ပေါ့နော်လက်ထက်တုန်းကကျွန်မတို့သွားတွေ့ခဲ့တယ်သွားတွေ့တုန်းကဟိုပေါ့နော်ကျွန်မတို့ပါတီရဲ့မှတ်ပုံမတင်နိုင်သောအခက်အခဲတွေကိုကျွန်မတို့ UEC ကိုတင်ပြခဲ့တယ် ဟုတ်လားစီးစီတွေထောင်ကျနေတာမျိုးတွေရှိတယ်အာနောက်တစ်ခုဒီဘန်နာရေးကိစ္စတွေအဆင်မပြေဘူးဆိုတဲ့ဟာမျိုးတွေရုံးခန်းတွေအသိစေခံရတယ်ဆိုတဲ့ကိစ္စမျိုးတွေကိုကျမတို့ UEC ကိုတင်ပြခဲ့တာရှိတယ်အဲ့တော့ UEC အနေနဲ့ NLD ပါတီရဲ့သဘာပတိအဖွဲ့ဝင်တွေရဲ့ NLD ပါတီရဲ့စီးစီတွေရဲ့ကိုအာစာပို့ခဲ့တာရှိတယ်ရှင့် ဲ့ဒီစာပို့ခဲ့တဲ့အချိန်တုန်းကဥဟန်သာမြင့်လည်းအခုလည်းစာကိုလက်ခံရရှိရယ်ကိုအောင်စိုးတို့လည်းလက်ခံရရှိရယ်အဲ့တော့ကိုအောင်စိုးနဲ့ကျမနဲ့ကတော့အများကြီးတွေ့နေတဲ့လူတွေဖြစ်တဲ့အတွက်ကျမဒီကိစ္စကိုသိတယ်အဲ့တော့ဥဟန်သာမြင့်တို့က UEC ကပေါ့နော်သူတို့ကိုတော့လာတွေ့ပါပေါ့နော်နောက်တစ်ခုကမေးတဲ့မေးခွန်းထဲမှာ NLD နဲ့ NUG နဲ့ဒီဟိုဟာပေါ့နော်ဘလို့ပတ်သက်တာမျိုး လေနောက်တစ်ခုကဒီ NUG ကိစ္စတွေကိုမေးတယ်လို့ကျမတို့သိရတယ်ဟုတ်ဒီစာထဲမှာမေးထားတယ်လို့သိရတယ်ဒါပေမဲ့ဒီထောက်ခံလားပေါ့နော် NUG နဲ့ဒီကိစ္စတွေကိုထောက်ခံလားဆိုပြီးတော့မေးတဲ့ဟာမျိုးကိုဥဟန်သားမင်းတို့ကဘာဖြေလိုက်လဲဆိုတော့ဥဟန်သားမင်းတို့က UEC ကိုတော့တွားတွေ့တာမရှိဘူးဘယ် CEC ကမှတွားမတွေ့ဘူးပေါ့နော် CEC ဆိုတဲ့တဲမှာလဲအဥဟန်သားမင်းအဲ့တော့ကဒေါခင်တွေးကျွဲဥအောင်စိုးပေါ့နော်သူတို့ကိုပို့တာမျိုးတွေရှိတယ် ။နောက်နိုင်ကတွေကတော့ဘူးတွေပို့လဲတော့ကျွန်မသိချာမသိဘူး။သူတို့ကိုလည်းပို့တယ်။အဲ့တော့ဥက္ကသာမြင့်တို့ဥအောင်စိုးတို့ကစီစီကို UEC ကိုတွားပြီးတော့မတွေ့ဘူး။ဒါပေမဲ့စာနဲ့အကြောင်းပြန်လိုက်တာရှိတယ်ချင်း။အဲ့ဒီတဲမှာဒီလိုမျိုးဒီလိုမျိုးအဖြေမျိုးပဲသူတို့ပြန်လိုက်တယ်။နောက်တစ်ခုကဟို NLD ကဒီလိုမျိုးဟာမျိုးဓာတ်ရိုက်တော့ပြောတာမဟုတ်ဘူး။ဒါပေမဲ့ အဥရသာမင်းနဲ့ဖိုအောင်ဆိုးလို့ပြောလိုက်တဲ့ဟာကဘာပြောလိုက်လဲဆိုတော့ NLD မှာမူဝါဒ5ချက်ရှိတယ်။နောက်တစ်ခုစီမင်းစည်းကမ်းတွေရှိတယ်။အဲ့တော့ NLD ပြည်တွင်းမှာရှိနေတဲ့ NLD ပါတီဝင်တွေဟာ NLD တွေဟာဒီမူဝါဒအတိုင်းပဲအရက်တိကြရမယ်။ဒါဟာ NLD ပါတီဝင်တွေပဲလို့သူကအဲ့လိုမျိုးပြောလိုက်တယ်။ဆိုလိုချင်တာက ပေါ့နော်ဒီ CRPH NLD နဲ့ CWC အဖွဲ့တွေဟာ NLD ပါတီနဲ့မသက်ဆိုင်ဘူးဆိုတာကိုတော့ဓာတ်ရိုက်မပြောဘူးဒါပေမဲ့ NLD ပါတီဝင်တွေရဲ့မူဝါဒကတော့ပါတီဟာဒီတိုင်းပဲသတ်မှတ်ထားပါတယ်ဒီတိုင်းပဲရပ်တည်နေကြတယ်ဆိုပြီးတော့သူဒီလိုပြောလိုက်တယ်ပေါ့နော်အော်အဲ့တော့သူဆိုလိုတဲ့သဘောကအဲ့ဒီ NLD ပါတီရဲ့မူဝါဒဓာတ်ရိုက်ရဲ့ဓာတ်နဲ့ဟို အပြင်ကိုထွက်သွားတဲ့လူတွေဟာအဲ့နဲ့ဒီနဲ့မတတ်ဆိုင်ဘူးလို့ပြောတာနဲ့အတူတူပဲပေါ့နော်။ဒါကိုသူတို့ဒီလိုပဲပြောလိုက်တယ်ဆိုတဲ့ဟာမျိုးကိုကျွန်မပြန်သိရတယ်။ဒါကြောင့်မလို့ဒီစကလုံးတွေကငကိုတဲဆိုတာကျွန်မတို့သိတယ်။ CRPH နဲ့ NLD CWC အဖွဲ့ဝင်တွေက NLD ပါဝင် NLD ပါတီနဲ့မသက်ဆိုင်ဘူးမပတ်သက်ဘူးအဲ့ဒီအဖွဲ့ဝင်တွေလုံဆောင်ချက်တွေဟာ NLD ပါတီရဲ့ဘူဝါဒနဲ့ မညီဘူးလို့ရှင်းရှင်းလင်းလင်းဖြေဆိုသွားတာဟာဥဟန်သားမြဲအဘော်ပဲလို့ဆိုရဲဟာမျိုးလေကျမအဲ့လိုမျိုးအဲ့ဒီဒုံးတွေကတိခဲ့ပါတယ်ကျမအနေနဲ့ဘာလို့လဲဆိုတော့ခုနသူတို့စာပို့တဲ့ကိစ္စကိုကျမတို့သိရဲနော်ဟိုစာပို့တဲ့အထဲမှာလည်းဒီအတိုင်းပဲပါတယ်ဟုတ်ပြီအဲ့တော့ဟိုဒေါ်စနာမင်းကအကူအကာဒီ UEC ကိုဒီဖြေတော့ကိစ္စတွေဟိုနဲ့နှိုင်းရှင်ပြီးတော့ဒါဦးဟန်တာမြင့်ကဒီလိုသဘောထားရှိတယ်ဆိုပြီးဒါဟိုယူဆတာပေါ့เนาะဒါပေမဲ့အဲ့ဒီ ပြန်လွတ်လာတဲ့အချိန်မှာဒေါ်စနမင်းတို့နဲ့ဒီစကားပြောဘူးလားဥဟန်တာမင်းနဲ့ဟိုတိတိဆိုင်ဆိုင်ပေါ့နော်ဒီလိုမျိုးမူဝါဒနဲ့ပတ်သက်ပြီးအဲ့ဒါလည်းသိလိုပါတယ်ဥဟန်တာမင်းလွတ်လာတဲ့အချိန်မှာကျမနဲ့လည်းစကားပြောခဲ့ပါတယ်ဥအောင်ဆိုးနဲ့လည်းစကားပြောခဲ့တယ်ကျမတို့ကဥဟန်တာမင်းကိုပြောတယ်အန်ကဲအနေနဲ့အခုချိန်မှာပါတီရဲ့အကြီးဆုံးလည်းဖြစ်တယ်ဒါကြောင့်မလို့ကျမတို့အနေနဲ့ဟိုအကယ်ဘာကြောင့်ကြားချက်ပေးမလဲပေါ့နော် အဲ့လိုမျိုးလဲပြောတယ်ကိုအောင်စိုးကလည်းနေပါတယ်အဲ့တော့သူ့အနေနဲ့ဘာပြောလဲဆိုတော့ကိုအောင်စိုးကိုပြန်ပြောခဲ့တဲ့စကားလုံးရှိတယ်ရှင်။ तू ကအဲ့ဒါကသူ့အနေနဲ့အခုထောင်ကထွက်လာတဲ့အချိန်မှာကျမကြီးမကောင်းဘူး။ကျမကြီးကိုအရင်ကူတာမှဖြစ်တယ်။နောက်တစ်ခုကအာသူ့ရဲ့ပေါ့နော်တမက်ကလည်း အာလေဖုံးလက်ဖြစ်နေတဲ့အခါကျတော့သူ့အနေနဲ့ဈာညက်သွားတယ်လို့သူကပြောတယ်ဒါကြောင့်မလို့အအငယ်အနေနဲ့ဘာမှဆက်လုပ်မှုမရတော့ဘူးဆိုတဲ့စကားလုံးကိုကိုအောင်စိုးကတိတိကျကျပြောခဲ့တယ်ဒါကြောင့်မလို့ကိုအောင်စိုးကအဲ့စကားလုံးကိုကျမကိုပြန်ပြောတယ်အဲ့တော့ကျမတော်တော်တော့စိတ်မကောင်းဖြစ်တယ်အဲ့ဒီလုံးလေးကဥဟန်တာမြင့်ကအလုံးလို့မရတော့ဘူးဆိုတဲ့ဟာမျိုးကိုကျမတို့သိတယ်နောက်တစ်ခုဥဟန်တာမြင့်ကကျမကိုပြောတဲ့အခါမှာကျမရဲ့ ပေါ့နော်သမီးရဲ့စိတ်ဓာတ်ကိုအငယ်ပြီးတယ်လေးလေးလေးစားတယ်အဲ့တော့အငယ်အနေနဲ့ကတော့ဟိုစမ်းမာရေးကိုပဲအဓိကကုနီဟိုကုတာတော့မယ်ဒါကြောင့်မလို့သမီးတို့အနေနဲ့ပဲဆက်လုပ်ချင်တယ်ဆိုရင်ဆက်လုပ်ပါဆိုပြီးဒီလိုစကားလုံးတွေပြောခဲ့တာမျိုးဒါသူကိုယ်တိုင်ကျမနဲ့သူနဲ့ဖုန်းနဲ့ပြောတာပါတစ်ချိန်နဲ့ပြောတာမဟုတ်ဘူးကျမနဲ့အငယ်ဥမ္မာသားမြင်းနှစ်ချိန်သုံးချိန်ပြောတယ်အငယ်ဥမ္မာသားမြင်းရဲ့ကောင်းတဲ့အချက်တစ်ခုပါကျမတို့ဖုန်းဆက်လိုက်တိုင်းကင်ပေးတယ်အများတိုင်းကင်တယ် အာပြီးကျမတို့မေးချင်တဲ့မေးခွန်းတွေကိုသူအမြဲတမ်းပြန်ဖြေပေးတယ်တခြားသောခေါင်းဆောင်တွေလူကြီးတွေအကုန်လုံးကဖုန်းဆက်ရင်ကြိုင်လေးလည်းမရှိဘူးဖြေလေးလည်းမရှိဘူးပေါ့နော်အဲ့လိုမျိုးပေါ့အာဟိုဒေါက်တာမျိုးညွန့်တို့ပါလို့ဆိုရင်အခုအချိန်မှာဆိုရင်ကျမတို့ကိုမြင်ရင်တော့မတိကြောင်ဆောင်နေတယ်ဟိုတုန်းကကပါသူထောင်ထဲကလွတ်တဲ့ကွာဒီလိုပဲကျမတို့ကသူတို့ကိုငကိုတုန်းကစီးစီရဲ့ခေါင်းဆောင်တွေစီးစီတွေဖြစ်တယ်ပါတီရဲ့ခေါင်းဆောင်တွေဖြစ်တယ်ဆိုပြီးကျမတို့အားကိုးတယ်အားကိုးတယ်ကျမတို့စကားပြောတယ် ဒါပေမဲ့သူတို့တွေကကျမတို့ကိုစကားပြန်မပြောဘူး။သူတို့တွေမဟုတ်ပေါ့နော်။ဒေါက်တာမျိုးညွန့်ဆိုရင်စကားပြန်မပြောဘူး။ဦးသိန်းဦးကတော့နည်းနည်းပပပြန်ပြောတယ်။အဲဦးဟန်သာမြင့်ကကောင်းကောင်းမွန်မွန်ပြန်ပြောတယ်။ကောင်းကောင်းမွန်မွန်ဖြေပေးတယ်။ဒါကြောင့်မို့လို့အခုချိန်မှာဦးဟန်သာမြင့်ဟောလာပြပောက်ကိုထပ်သွားတယ်ဆိုပေမဲ့လည်းကျမတို့ကအမှန်တိုင်းပဲဒါဒီစကားပြောတင်နေတယ်လို့ကျမပြောပြပေးတာပေါ့နော်။ဟိုသူထွက်သွားတာကသူ့ရဲ့အကြောင်းကိစ္စနဲ့သူထွက်သွားတာ။ငါကျမပြောလို့ပေါ့နော်။ तू ကဂျားညက်တော့မယ်။ तू နိုင်ငံရေးကိုဆက်လုပ်လို့မရဘူး။ နားကြောင့်မလို့ထွက်သွားတာဖြစ်တယ်ဆိုတာမျိုးကျမတို့နားလည်ပေးလိုက်တယ်။နားကြောင့်မလို့လည်းအခုဒီအခုအချိန်မှာဥအံကာမင်းကိုကျမတို့ကအဖြစ်ပြောစရာအကြောင်းရှိဘူး။ကျမတို့ तू လုတ်ခဲ့တာ तू ပြောခဲ့တဲ့ဟာကိုကျမတို့မှတ်မှတ်ကန်ကန်ပဲပြန်ပြောပြရမယ်။ဟာပဲ။အကူအကဥက္ကန္တမြေကဟိုတိရတော်ကခံဝင်နဲ့ထွက်လာတယ်ပြီးတော့တိတ်တဆိတ်ထွက်သွားတယ်ပြင်ပအောင်ဆိုတော့ဟိုအနေထားကြည့်ကြတော့ကျန်တဲ့အရာရောနားမတော်နဲ့တော့ကျွန်တော်ဆိုလိုရင်းကလုံးဝဒါဒါတော့ စပ်ဖွဲ့မင်းကြာကြီးကြံပြည့်เนาะသူကပြောတာမိနစ်ချီဒါမဲ့ဆိုလိုရင်းကပါသွားပြီအဲ့ဒါဒီကိုကျွန်တော်စောင့်နေတာဘာလို့သူတမန်နေဖုံးလက်ထွက်တော့ပြောနေဟောဗျာနေဖုံးလက်လीအမသိရမလားဗျာဟိုတမနာယုံပြောရေးဆိုခွင့်ရှိသူဆိုပြောလေအေးရတာအဲ့ကောင်မနော်သလန်နီဟာအခုကျတော့လုံးဝအမခင်ဗျားတို့ကြီးမြင်သာပါ යි နော်ခင်ဗျားမြင်သာပါ යි အဲ့တော့လုံးဝခွဲထွက်သွားရနိုင်ငံကြီးပဲအဲ့ဒါနိုင်ငံကြီးပဲတချို့အခုပြီးရင်ကျွန်တော်တဘုတ်ပါရင်ပါလိမ့်မယ်နော်ဘလီချာနိုင်ငံကြီးစောက်ကြီးစောက်ကြီးပါဘာဖြစ်တယ်냐ဖြစ်တယ်နဲ့ဘယ်ခွေးတို့ဘောက်ကနိုင်ငံကြီးကိုခွေးတို့ဘောက်ကဝင်လိုက်ဘူးမသိကိုမသိနဲ့အခုကလက်သုံးချောင်းတော့ဘာဖြစ်တယ်냐ဖြစ်တယ်ဘာ냐ကွီးကွိုင်းနဲ့ကျွန်တော်တို့ကပြောတာကမနိုင်ငံကြီးကတအားချုပ်ထွေးနေတယ်ကျွန်တော်တို့ရေဆိုလို့ချင်းနော်ဒါပွင့်လဲသုံးပြီးတော့ကျွန်တော်တို့နိုင်ငံကြီးစိတ်ဝင်အောင်ဒါမှစာဖတ်လာဆိုဖတ်တယ်ကျွန်တော်တို့ကနော် တပတ်ဆိုရင်အနည်းဆုံး3-4ရုပ်ကဖတ်ပြီးသားအကုန်ဖတ်တယ်စာနိုင်ငံရေးရောဘာရောညာရောအဲ့တော့နော်ကိုနော်ဘူသူရတွေးမြင်အစ်စ်တွေရမယ်ဟာကျွန်တော်တို့တအားဖတ်တယ်ဖတ်တဲ့လျောက်တွေမှာကျွန်တော်တို့ကတိတယ်ဒီဟာတွေဒီလိုဖြစ်တတ်တယ်ဒါပေမဲ့ကျွန်တော်တို့က2019လောက်တည်းကနော်ကျွန်တော်ရှီမာကြီးရဲ့စူပါဘိုက်ဆိုတော့သူကမလေးရှားပြန်ကျွန်တော်ရှီမာစူပါဘိုက်သာနော်တကယ်ဆရာကြီးလျောက်ရှိတယ်မလေးရှားပြန်ရယ်စင်ကူပြန်ရယ်ဂျပန်ပြန်ရယ်နော်အဲ့ဟောမလေးရှားနှစ်ယောက်နော်ဆရာကြီးကျွန်တော်ရှီမာ အဲ့တည်းအဲမှာတယောက်ကနိုင်ငံတားအသိဝင်သားလာနော်အမဟာခွာဖင်တူးတက်တာရောယင်တူးတက်တာရောလူချင်းနာရောတော့တော့ချောက်ပြောနေပါခမရလည်းသူ့ကသူဘလို့ဖြစ်နေဖြစ်နေကျွန်တော်ကစိတ်ဝင်သားဟုတ်ကျွန်တော်လုပ်ငန်းမှာကျွန်တော်စိတ်ဝင်သားဖြစ်တယ်ကျွန်တော်တော့သကူမှာစာအိမ်မဖတ်ဘူးလားမလိလောက်ဘူးလားဆိုတော့စာဖတ်တယ်လိလာတယ်ဒါပေမဲ့စိတ်အဲ့ဒီဘက်ကိုအာယုံမရဘူးဘာလို့လဲကျွန်တော်တို့ကကျွန်တော်လို့တွေ့တာလူငယ်တွေအကုန်လုံးကစာတွေဖတ်ပြီးတော့အသိဉာဏ်ဉာဏ်နေမြင့်မားနိုင်မယ်ပဲကျွန်တော်တို့ကတွေးတာ ဟာပြီးတော့မှအခုဖြစ်လိုက်တော့မှကျွန်တော်ဟာအကုန်လုံးမိုင်းနေမိတယ်ကျွန်တော်မသိဘူးနော်အဲ့တော့ကျွန်တော်ကကျွန်တော်အတွေးနဲ့ကျွန်တော်အော်ငါတို့လိုလူငယ်ကြီးများနေပြီလူလက်ပိုင်းကြီးများနေကျွန်တော်အဲ့အတွေးပဲရှိတော့သူပြောတယ်အာဖင်တူတွေရောယင်းတူတွေရောလူချိန်နိုင်ရောလူမချိန်နိုင်ရောတောက်ချောက်ပြောပြကျွန်တော်နေပါသူကသူဘလို့ပဲဖြစ်ဖြစ်ပါဆိုကျွန်တော်အဲ့လိုပေါ့နော်အတွေးတစ်ခုမှလူငယ်တွေပြောင်းလဲနေပြီထင်တာตาโตดတ်နေပြီเนาะ bright ဖြစ်နေပြီကျွန်တော်ကအဲ့လိုတွေ့တာစဉ်းစားတတ်နေပြီတွေးခေါ်တတ်နေပြီအဲ့လိုတွေ့တာဘယ်ဟုတ်မုံလူငယ်တွေကမိုင်းထည့်ခံနေရတာ နော်အခုကြတော့အမကြီးလိုက်ဗျာကြောက်ဒါနိုင်ငံကြီးပဲဒီပေါ်မှာမာရဲ့မှန်ရင်ဆုံးကြတော့ဒါနိုင်ငံကြီးပဲကြီးလိုက်ပြီသူတမက်ကခမဟိုထဲမှာပါတော့သူလုံးဝလှုပ်လို့မရတော့ဘူးဘာညာကွိကွအဲ့ဒါပဲအကြတော့ဒါနိုင်ငံကြီးလို့ခေါ်တယ်ဒါနိုင်ငံကြီးလို့ခေါ်တယ်နော်ဘုံမသိကိုမသိတချို့ကစောက်ကြီးစောက်ကြီးပြောနေစောက်ကြီးစောက်ကြီးပြောနေတာ ထာရယန္တုထာရမိတ်ဆွေတို့မြူထာရကိုကြိုးစီပါပဲရှိတယ်။ကျွန်တော်ပြောနေတဲ့၆ချက်ကလုံးဝနော်လက်နက်ရငွေရအာဏာရထိမြင်လူသားဆန်မှာထာရယန္တုထာရမိတ်ဆွေမြူထာရကိုကြိုးစီပါပဲရှိတယ်။ဘယ်တော့မှမမအောင်ဘယ်တော့မှမမအောင်ကြိုက်တဲ့တမန်အောင်ခင်ဗျအဲ့ဒါနဲ့ရှင်ထိုးကြည့်လိုက်ဘယ်တော့မှမမအောင်နော်အကြောဒါနိုင်ငံရေးလို့ခေါ်တယ်နော်မတိရဲအားတဲ့ကောင်တွေခံ လေတဲ့လူကြီးစံဒါပဲရှိတယ်နော်အကြတော့ကိုယ့်ဟာကိုအများအားကျွန်တော်ပြောသလိုပဲစဉ်းစားဆုံးဖြတ်ပါနော်စဉ်းစားဆုံးဖြတ်ပါနော်ကြတော့ခဏအတုံးချခြင်းအတုံးချခြင်းနေမခံရပါသေးနဲ့ဒါပဲကျွန်တော်ပြောချင်တယ်